အေးဖက်လေးငယ်ခွန်းနဲ့တဆဲမှာခရစ်တော်ကဆိုတာထမြောက်ပြီးတက်ကြွသွားတဲ့အခါမှာတော့များစွာသောသူတွေကိုပါသူဖမ်းသွားတယ်ဖမ်းပြီးတော့သူဆုလက်တွေပေးတယ်ဆုပေးတယ်ပေါ့နော်အရင်ဆုံးအောက်အရက်ကိုအရင်ဆင်းပြီးမှတက်ကြွတယ်လို့ရေးထားတယ်ဆိုတော့ခရစ်တော်ကအောက်အရက်ငရဲကိုသွားပြီးနှစ်ပေခုနပြောဆိုတာနှစ်ပေသုံးတုံးကလို့ဝိညာဉ်ထောင်ထဲမှာတရားသွားဟောပြီးသူတို့ကိုကောင်းငင်ကိုခေါ်သွားတယ်ပြီးတော့မှယုံကြည်သူတွေကိုဆုလက်တွေပေးတယ်လို့ဆိုလိုတာလားခုနကကျမ်းမာနေတအားစင်နေဟုတ်တယ်အဲခရစ်တော်ကလည်း ဒီအိုက်ကျမိုက်တယ်မှာရေးတာခရစ်တော်ကကောင်းငွေကိုတက်သွားတယ်ကောင်းငွေကိုတက်တယ်ဆိုတာအရင်ဆုံးနဲ့မြေကြီးအောက်ရက်ကိုဆင်းသွားတယ်ဆင်းသွားပြီးတော့ဘာတွေဖမ်းသွားများစွာသောလူတွေကိုဖမ်းသွားတယ်ဖမ်းသွားပြီးတော့ကောင်းငွေသူတို့ဖမ်းသွားပြီးတော့မှသူတို့ဘာလို့ဆိုဆုပ်လက်တွေပေးတယ်တဲ့ဆိုတော့အိုက်ကျမိုက်ရဲ့ပထမဆုံးငါတို့ကိုလေခေါ်တော်မူခြင်းနဲ့ဆိုင်တယ်မျှော်လင့်ချက်တပားတွေကိုတွင်းတဲ့ခါမှာငါတို့ကခန္ဓာတစ်ခုလေစိတ်ဝိညာဉ်တစ်ခုလေရှိရတယ်အိုက်သက်ရှင်သောဝိညာဉ်လို့ဆိုတဲ့ဝိညာဉ်တစ်ခုတည်းရပဲလေခရစ်တော်အပြင်ငါတို့ကိုဘာပေးလဲဆိုလို့ရှိရင်ဆုအတိအသီးပေးတဲ့အတိုင်းငါတို့ကဂျေဇုအတိအသီးကိုခံရတယ်တဲ့ဆုဂျေဇုအကြောင်းပြောနေတာနောက်ကအိုက်ဆုဂျေဇုအကြောင်းသူကပြန်ရှင်းပြတယ်ထို့သောနဲ့အညီကျမ်းသာလာဒီကားတဲ့ခရစ်တော်တည်းတက်ကြွရမှုသဖြင့်များစွာသော ူတို့ကိုဖမ်းသွားလှည့်ရတယ်လူတို့အားစုတွေကိုပေးတယ်လို့ရေးထားတယ်အဲ့မှာတက်ကြွရဲဆိုတော့ခရစ်တော်အသေးခံသွားတယ်အသေးခံပြီးသွားခါမှာတပည့်တော်နဲ့ရက်၄၀တွေ့ပြီးတော့တပည့်တော်တွေကပြောလဲဆိုတော့ငါတို့ကငါကတင်တို့ကိုတန်ရှင်းတော်ဝိညာဉ်တော်ဆုကျေးဇူးပေးမယ်ပေးပြီးသွားတဲ့ခါကျမှတင်တို့ကဂျေဆုမြို့တွေကနေထွက်ပြီးတော့ဘာလို့လောက်ရမလဲဆိုတော့အင်္ဂလိပ်တရားလောက်ရမယ်အဲ့လိုမျိုးပြောပြီးသွားတဲ့ခါကျမှခရစ်တော်ကောင်းကင်ကိုတက်သွားတယ် တက်သွားပြီးတဲ့ခါမှာလူတို့ကိုဖမ်းသွားပြီလို့ပြောတာ။ဘာလူတွေကိုဖမ်းခဲ့လဲဆိုခုနအပြစ်တရားတေချင်းတရားလက်ထက်တွေမှာရှိနေတဲ့သူတွေ။တေချင်းရဲ့ဖမ်းဆီးချုပ်ထောင်နှောင်ခြင်းကိုခံထားရတဲ့သူတွေ။အပြစ်ကဖမ်းဆီးချုပ်နှောင်ခြင်းခံထားရတဲ့သူတွေကိုဖျားတကံပြန်လဲပြီးတော့တိမ့်ပိုက်တာ။ဘာအပြစ်တိမ့်ပိုက်လဲဆိုတော့တမန်တော်တပည့်တော်တွေရဲ့တရားဟောခြင်းအပြစ်ပြန်လဲတိမ့်ပိုက်တာ။တိမ့်ပိုက်ပြီးရရှိရရလာတဲ့အသင်းဝင်တဲ့သူတွေယုံကြည်သူတွေကိုကျတော့ဖျားတကံဘာဖြစ်လဲဆိုတော့တန်ရှင်းသောဝိညာဉ်တော်စုကျေးသူကိုထက်ပြီးတော့ပေးတယ်။ဒါကြောင့်လို့အိုက်ကျန်းလိုက်ကဘာဖြစ်လဲဆိုတော့တက်ကြွလေများစွာသောလူတွေကိုဖမ်းသွားပြီးတော့လူတွေကိုစုပေးတယ်လို့ဆိုလိုတာဖြစ်တယ်။ နောက်ကတက်ကြွတော်မူသည်ဟုဆိုတော့အစအဦးဆိုတာမြေကြီးအောက်ရက်ကိုဆင်းတယ်လို့ဆိုလိုတာမဟုတ်ဘူးလားတက်ကြွတယ်ဆိုတာအရင်ဆုံးတော့မြေကြီးအောက်ရက်ကိုဆင်းတာမဟုတ်ဘူးလားမှန်တယ်ယေရှုခရစ်တော်ကမြေကြီးအောက်ရက်ကိုကောင်းကင်ကနေဆင်းလာပြီးမေရမာရီရဲ့ဘိုက်ထဲမှာတတိခံလူစားတီကိုခံယူပြီးတော့မွေးဖွားလာတယ်ပြီးတဲ့အခါမှာအသေးခံပြီးသွားတဲ့အခါမှာဂူတင်းတိုင်းထဲမှာ အောက်ရက်လို့ခေါ်တဲ့ကုသညိုင်းထဲမှာကုသညိုင်းကိုခံရတယ်။အဲ့ကိုကျွန်တော်တို့ကဓမ္မဟောင်းကျမ်းထဲမှာဟိုတစ်ခါကရှင်းပြပြပါလေဆိုတော့ Hades တို့ Sheol တို့ဆိုတာပြောဆိုတေပြီးွားလို့ရှင်သွားတဲ့တင်းညိုင်းကိုမြေအောက်ရက်လို့ခေါ်တယ်เนาะအဲ့ဒါကဟိုမြေအောက်အဝေးစီ900ရှိရမိုင်ရှိတဲ့ဟိုအရက်ကိုပြရမှာပဲကုသညိုင်းဆိုလို့ရတာ။ကဲကောင်းပြီ။ဘာကြောင့်မလို့ဆိုလဲဆိုတော့နောက်တစ်ကြောင်းမှာကြာလို့ရှင် စင်းကြွားတဲ့သူကတခြားလူမဟုတ်ဘူးလေအလုံးစုံတို့ကိုပြည့်စုံစေခြင်းကလည်းကတဲ့ကောင်းကင်တို့ရဲ့အထက်ကိုလည်းတက်ကြွားတဲ့သူဖြစ်တယ်လို့ဆိုတာဒါကြောင့်မို့ယေရှုခရစ်တော်စင်းကြွားတယ်ဆိုတာလည်းတခြားလောက်တာမဟုတ်ဘူးလေပြည့်ညတ်တိကျအနာဂတ်တိကျတို့ကိုလည်းပြည့်စုံသွားဖို့စင်းကြွားပြီးအသေးခံတာဖြစ်ပြီးတော့ကောင်းကင်ကတဲ့ကောင်းကင်တို့ အထက်ဖြစ်တယ်ပထမကောင်းငယ်ဒုတိယကောင်းငယ်တတိယကောင်းငယ်ကိုကြော်လုံးပြီးတော့တက်ကြွသွားတာဖြစ်တယ်တက်ကြွပြီးတော့အဖခမီးတော်နဲ့အတူရှိတယ်တက်ကြွပြီးတော့ဘာပွင့်ဆိုတော့တရှိနောက်ဝင်းတော်ဆေးလုပ်တယ်ဆေးလုပ်ပြီးတော့ဘာပြေးဆိုတော့စုကျေးစုပြေးတယ်ဒါကြောင့်မလို့နောက်ထပ်စာကြောင်းတစ်ကြောင်းမှာစုကျေးစုနဲ့ပတ်သက်တဲ့အရာတွေပြန်ပြောတယ်ဒါကြောင့်မလို့လည်းခရစ်တော်ရဲ့ခန္ဓာကိုယ်တိဆောက်ပြီးတော့ဓမ္မဆရာအမှုကိုပြုတ်တက်မဲ့အကြောင်းနဲ့တရှိတဲ့သူတွေကိုလည်းပြင်ဆင်ခြင်းအလုပ်ငါတဲ့ယေရှုခရစ်တော်တရှိနောက်ဝင်းတော်အဖြစ်အချို့သောသူတွေကိုတမန်တော်အရာပရောဖက်အရာဓမ္မဆရာအရာသာသနာပြုအရာနဲ့ဆရာအရာဆိုတော့ဝိညာဉ်စုကျေးစုတွေပေးတယ်လို့ပြောပြတာဒါကြောင့်မလို့ဒီအကြောင်းများနေဝိညာဉ်စုကျေးစုပေးတဲ့အကြောင်းရှင်းပြထားဖြစ်နေခရစ်တော်ထက်ကြွပါတယ် ဒီမယုံကြည်တဲ့သူတွေကိုအေးဝင်ကလေးတရားအပြင်တည်ခြင်းထောင်ထဲကနေမှလည်းဆင်ပြန်တယ်ပြောဖရားသခင်ပြန်တယ်တင်ပိုက်ပြီးဖမ်းလိုက်တယ်ပြီးတော့ရှင်ရတာတဲ့သူတွေယုံကြည်ဝါတဲ့သူတွေဖရားသခင်တန်ရှင်းသောဝိညာဉ်တော်ကိုပေးတယ်လို့ဆိုလိုတာစုခြေစုအကြောင်းပြောနေတာဖြစ်တယ်ဘာမှအထိပ္ပယ်မရှိဘဲနဲ့ဟိုအောက်ရက်ကိုတွားပြီးတော့လူတွေကိုဖမ်းပြီးတော့ကောင်းကင်ကြီးကိုတက်သွားပြီးတော့အဲ့လူတွေကိုစုပေးတာတို့အဲ့ဒါတွေပြောရမှာမဟုတ်အခုပြောနေတာယုံကြည်သူတွေအာသင်းဝင်လာတဲ့အေဖက်အသိန်းတော်ပြပြတန်ရှင်းသောဝိညာဉ်တော်ပေးတာစုခြေစုအကြောင်းပြောနေနော်ဆိုတော့အရင်ကောင်းတယ်ပဲ